စကူရသူကပါရှန်တော်ဝင်မေတ္တမီလေးတွေရဲ့တူမတူတဲ့အလှတရားမင်္ဂလာပါပြည့်တတ်ကြတော်ရေးကဘာအနောက်ဘက်ကပါရှန်တွေရဲ့အလှအပါခန်းစားတတ်မှုကတမှုထူးခြားလှပါရီသူတို့လှတယ်လို့ထင်တဲ့အရာတွေကအခြားသူတွေရဲ့အမြင်နဲ့လွဲကြော်တာမျိုးတွေရှိနိုင်ပါရီအရာဝတ္ထုအလှပါရီတော်မကအမျိုးသမီးတယောက်ရဲ့အလှကိုရှုမြင်သုံးသပ်ပုံခြင်းလည်းမတူကြပါဘူးကဘာအရှိချမ်းကအမျိုးသမီးလေးတွေရဲ့အလှနဲ့အနောက်တိုင်းကအမျိုးသမီးတွေရဲ့အလှကလည်းတမျိုးစီကွဲပြားကြပါသေးတယ်ဒီလိုကွဲပြားမှုကအခုလို21ရာစုခင့်မှာမဟုတ်ပါဘူး လွန်ခဲ့တဲ့19ရာစုလောက်ကတည်းကကွဲပြားခြားနားကြလာတာပါအထူးသဖြင့်ပါရှန်အမျိုးသမီးတွေရဲ့အလှတရားကအခုခေတ်လူငယ်တော်တော်များများကိုသိလိုစိတ်ဖြစ်အောင်ဆွေးဆောင်နိုင်ခဲ့တာဖြစ်ပါတယ်ယနေ့မှာတော့19ရာစုခေတ်ကထူးခြားတဲ့အလှတရားနဲ့ဂုံတိတ်ခါကြီးမြတ်မှုတို့နဲ့အတူထင်ရှားခဲ့တဲ့ပါရှန်အမျိုးသမီးလေးအာတာမီမီအကြောင်းကိုမျှဝေပေးသွားမှာပဲဖြစ်ပါတယ်ဒီမင်းသမီးလေးရဲ့အကြောင်းကိုစိတ်ဝင်စားတယ်ဆိုရင်တော့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြပါဦးတစတဲ့မှာပဲကျွန်တော်တို့ရဲ့ရွှေသီးခွန်အနာရီမန်ချန်နယ်လေးမှာအခုလိုစိတ်ဝင်စားစရာကောင်းတဲ့ကြောင်းအများကိုပြည့်တဲ့များအတွက် အမြဲတမ်းလိုတင်ဆက်ပေးတော့မှာဖြစ်တဲ့ကြောင်း like and subscribe လောက်ထားဖို့လည်းတောင်းဆိုလိုက်ရပါတယ်ဗျာ။အော်တာမီမီလို့အမည်ရတဲ့ပါရှန်မင်းသမီးလေးဟာသူတို့နိုင်ငံရဲ့အလားဆုံးအမျိုးသမီးစီရင်ဝင်ခဲ့တာဖြစ်ပါတယ်။အလားပါမှာထိတ်တန်းမင်းသမီးလေးဖြစ်ခဲ့ပေမယ့်သူမရဲ့အလားကအရှိအအားကသူတို့ရဲ့အမြင်မှာတော့ယောက်ျားကြီးတစ်ယောက်ကိုဂါဝင်ဝတ်ပေးထားတာတည်းတူပါတယ်။အခုခေတ်အာရှဘက်ကလူငယ်တွေကတော့အော်တာမီမီရဲ့အလားကိုဘယ်လိုမှခံစားတတ်ကြမှာမဟုတ်ပါဘူး။ ဒါပေမဲ့တခိတခါကတံပိုးထထိမ့်သိမ်းခဲ့တဲ့တံပိုးသမတ်ချက်တွေစီရီပေါင်းလေးနဲ့တိုက်တာမယ်ဆိုရင်တော့ပါရှန်မင်းသမီးလေးဟာတော်ဝင်အလားတရားလေးပဲဖြစ်ပါလိမ့်။ရှေးခေတ်ပါရှန်တွေဟာအမျိုးသမီးတွေရဲ့မျက်နှာနဲ့ခြေလက်တစ်လျှောက်မှာအမွေးမြင်တွေပါရှိတာကိုအင်မတန်ကြိုက်နေတတ်ကြပါလိမ့်။အမျိုးသမီးတွေအနေနဲ့မျက်ခုံးမွေးနှစ်ခုထူပြီးတော့တစ်ဆက်တည်းဖြစ်နေမှသာကောင်းမြတ်သောဂုဏ်သိက္ခာနဲ့ပြည့်စုံတယ်လို့ယူဆခံကြရတာဖြစ်ပါလိမ့်။အချို့အမွေးမြင်ပါတဲ့အမျိုးသမီးတွေကခဲမဲတွေ၊ဆေးမဲမုန့်တွေနဲ့မျက်ခုံးမွေးတွေအထူးကြီးရေးဆွဲကြပါလိမ့်။ ဒါကြောင့်သူတို့ကိုကြည်ရင်ခြေသလုံးမွေးတွေလက်မွေးတွေနဲ့တကယ့်ကိုယောက်ျားကြီးတွေလိုဖြစ်နေတာဖြစ်ပါလိမ့်။ပါရှန်အမျိုးသမီးတွေဟာအခုခေတ်အမျိုးသမီးတွေကဲ့သို့ကြောင်ချောဝန်းမွန်နေတဲ့မျက်နှာမျိုးမဟုတ်ကြပါဘူး။သူတို့မှာနှခမ်းဝေးရှိနေမှလည်းတင့်တယ်ကြတာ ဖြစ်ပါလိမ့်။အမျိုးသားတွေကြပြန်တော့လေအခုခေတ်ဟန်းဆန်းဖြစ်တယ်လို့သတ်မှတ်ထားတဲ့စံနှုန်းတွေနဲ့မတူညီနေကြပါဘူး။စကွေးရသူပါရှန်အမျိုးသားတွေရဲ့မျက်နှာဟာအမွှေးမြင်ကင်းပြီးတော့ကြောင်ရှင်းချောမွန်နေမှတည်ကြည်တဲ့အမျိုးသားတအုပ်ဖြစ်အသိမှတ်ပြုခံကြရတာဖြစ်ပါတယ်။ ဒီလိုပြောင်းရှင်းတည်ကြည်နေတဲ့အမျိုးသားလေးတွေရဲ့အသေးစွဲကလည်းအမွေးမြင်ထူထဲမဲနေပြီးတော့ယောက်ျားဆန်ဆန်မျက်နှာပေါက်တွေရှိတဲ့အမျိုးသမီးလေးတွေပါပဲ။ပါရှန်တွေရာရင်ကျင်းမှုကိုသိပ်ပြီးတော့ရောရှက်ကြတာမဟုတ်တဲ့အတွက်ကြောင့်သူတို့ရဲ့အလှပါနဲ့ပတ်သက်လို့ယုံကြည်လက်ခံထားတဲ့မူတွေကိုအင်မတန်တန်ဖိုးထားပြီးပြောင်းလဲဖို့ကိုလည်းဘယ်တော့အခါမှမကြိုးစားခဲ့ကြပါဘူး။စကွေးရသူကအမျိုးသားတွေအနေနဲ့ယောက်ျားဆန်နဲ့အလှတရားရှိတဲ့အမျိုးသမီးတွေကိုအင်မတန်ဆွဲလန်းချစ်ကြိုက်ခဲ့ကြတာဖြစ်ပါလေ။ အဲ့ဒီခေတ်အခါတုန်းကတော့ဒီဗီဒီယိုထဲကဝါတာမီမီမင်းသမီးလေးကတော့အလားဆုံးပါရှန်အမျိုးသမီးလေးတစ်ပါးဖြစ်ပါလိမ့်။ဒါပေမဲ့နောက်ပိုင်းတော့ပါရှန်တွေဟာအရှေ့အာရှနိုင်ငံတွေနဲ့ကုလူဆက်ဆံမှုတွေရှိလာခဲ့ရကနေမူတွေကအစတင်ပြောင်းလဲလာခဲ့ပါလိမ့်။အမျိုးသမီးလေးတွေအနေနဲ့လဲမျက်နှာပေါ်ကအမွှေးကြီးလေးတွေကအစရိပ်ပါပြစ်ချပြီးတော့အရှေ့အာရှအမျိုးသမီးတွေကဲ့သို့ပြောင်းရှင်းကြည်လင်တဲ့အလားမျိုးကိုကျူးစားလုပ်ယူလာကြပါပြီ။ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။အဆုံးထိကြည့်ပြီးခင်ကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါရခင်ဗျာ။